ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတိုက်ပွဲဖြစ်နေတဲ့မိုးကုံမြို့ကိုစစ်တပ်ဘုံကျဲဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့မိုးကုံမြို့အနီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များနဲ့ယနေ့တိုင်တိုက်ပွဲဆက်ဖြစ်နေပြီးဇမနီညနေပိုင်းမှာမိုးကုံမြို့အနောက်ပိုင်းအောင်စစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမြေပြင်စီးရေးသတင်းရှင်းပြကပြောပါတယ် တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တရားလန့်လေးနှင့်တဘောတူညီမှုရပြီးနောက်ပုံကျဲတိုက်ခတ်မှုများရပ်တန့်ခဲ့ရမှာ PDF များနဲ့နိုဝင်ဘာလ30ရက်ကစတင်ကတိုက်ပွဲပြင်းထန်နေသည့်မိုးကုံမြို့အနောက်ပိုင်းရေဦးကြီးရပ်ကွက်နှင့်ဘော်မာရွာကြောင်ထိရှိချာပထမအကြိမ်လေးချောင်းပုံကျဲမှုများပြုလုပ်လာခြင်းဖြစ်ပါသည်။စီရင်တင်ခြင်းမြစ်တအူကအနောက်ပိုင်းမှာတော့တိုက်ပွဲပုံမှုပြင်းထန်နေမြို့အနီးနားလေးထိကိုကပ်ပြီးတိုက်ပွဲတွေဖြစ်နေတဲ့ဘုံကျဲမှုကတော့လူနေအိမ်တွေနဲ့လဲဝေးလို့ထိခိုက်မှုမရှိခဲ့ပါဘူးလို့ပြောပါတယ်။ TNN လင်းအကာအကွယ်ဖြင့်မြို့ပေါ်နေရာပြန်ယူထားသည့်စစ်တပ်က PDF များနေရာယူထားသည့်မြို့ပတ်ဝန်းကျင်နေရာများအားနေပြည်တော်မူရင်းစစ်ကြောထိုးလာတာကြောင့်တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး PDF ဘက်ကလည်းစစ်တပ်နေရာယူထားသည့်နေရာများကိုတံမြန်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရပါသည်စစ်မြေပြင်တရင်ချင်းမြစ်တအူကတော်လန်ရဲတပ်တွေဘက်ကတိုးတာလေးရှိတယ်စစ်တပ်ကနေမြေစုမှုဘုအတွက်တိုးဝင်တာလေးဟုတ်တယ်အဲ့ဒီမှာထိတ်တိုက်တွေပြီးတော့တိုက်ပွဲဖြစ်ကြတာလို့ပြောပါတယ် စစ်တပ်အနေဖြင့်တရားလည်လည်ဤသဘောတူညီမှုဖြင့်မြို့ပေါ်မှာပြန်လည်နေရာယူထားပြီးမြဒေသရင်းတော်လည်ရဲ့တပ်ဖွဲ့များကစစ်တပ်အားအလွဲတကူအုပ်ချုပ်ဖွင့်ပေးမည်မဟုတ်ကြောင်းကြေညာပြီးလက်ရှိမှာလည်းမြို့ပတ်ပတ်လည်နေရာယူထားကတိုက်ပွဲများဖြစ်နေပါသည်ဒသနစကုန်ဆက်စင်ရဲ့အတွင်သိမ်းပိုင်းနိုင်ခဲ့သည့်မိုးကုန်းနဲ့မိုးမိတ်မြူအောင်စစ်တပ်ထံပြန်ပေးရန်တီယန်လန်လေးကတဘောသူလက်မှတ်ရေးထိုးပြီးနောက်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်တီယန်လန်လေး၏လုံခြုံရေးပေးမှုဖြင့်စစ်တပ်ကပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါသေးရှင်။ ဆလပင်ပခောက်ကွန်နယ်မြိုင်မျိုးနယ်အစပ်မှာစစ်သားများလိုက်ပါလာသည့်ကားတစ်စီးနှင့်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်မှုစစ်သားအလောင်းတလောင်းနှင့်ခဲယမ်းများတင်စင်ရရှိပြီးပြည်သူနှုတ်ဦးကိုလည်းကဲထုံနိုင်ခဲ့စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မကွေးတိုင်းပခောက်ကွန်မြို့နယ်နှင့်မြိုင်မျိုးနယ်အစပ်မှာစစ်သားများလိုက်ပါလာသည့်ကားတစ်စီးနှင့်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရန်အကြမ်းမဲ့စစ်သားအလောင်းတလောင်းနှင့်ခဲယမ်းများတင်စင်ရရှိပြီးပြည်သူနှုတ်ဦးကိုလည်းကဲထုံနိုင်ခဲ့ကြောင်းကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါသည်။ ဒီဇင်ဘာလ၄ရက်နေ့မှာညောင်ချင်းပင်ပြူစခန်းအနီးမှာအကြမ်းမတ်စစ်သားများလိုက်ပါလာသည့်ကားတစ်စီးကိုတော်လန်ရဲတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်သားများထိခိုက်မှုရှိပြီး၎င်းတို့စီနင်းလာသည့်ကားကိုလမ်းမိုက်တနေရာမှာထားခဲ့ပြီးထွက်ပြေးသွားကြောင်းသိရပါသည်အကြမ်းစစ်သားများဖမ်းဆီးလာသည့်ကားပေါ်မှလိုက်ပါလာသည့်ကမ္မမျိုးအမတ်၃ရပ်ကွက်မှပြည်သူ၂ဦးကိုလည်းကမ္မတပ်ပေါင်းစုကနေမြေရှင်လင်း၍ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါသည်။အလားတူရှင်းနေမှာပင် ပခောက်ကူခရံအတွင်းစစ်ကြောင်းထိုးလာသည်အကြမ်းမတ်စစ်တပ်၏မိထီလာတမ69လက်အောက်ခံခမရ၄သိခွန်တယင်၄သိစစ်တယင်နှင့်၄သိကိုတယင်များမှစစ်သားများလိုက်ပါလာသည့်စစ်ကြောင်းကိုတော်လန်ရဲတပ်ဖွဲ့များကပခောက်ကူမြို့နယ်မြိုင်မြို့နယ်မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်မှုရှိကြောင်းသိရပါသည်မန်းဆွေတိုက်ခိုက်ခဲ့တဲ့နေရာကိုတော်လန်ရဲတပ်ဖွဲ့များကနေမြင့်ရှင်လင်းရေးပြုလို့စဉ်စစ်သားအလောင်းတလောင်းနဲ့လက်နက်ကြီးကြီးများအပါအဝင်ခရယံများတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ ပခောက်ကူနယ်မြိုင်အစမ်းမှာစစ်ခွေးစစ်ကြောင်းကိုစစ်ခွေးတွေလိုက်ပါလာတဲ့ကားကူကမိုင်းဆွဲတက်ခိုက်ခဲ့တာစစ်ခွေးတွေထိခိုက်မှုရှိပါတယ်။ကျွန်တော်တို့နယ်မြေရှင်းလင်းတဲ့အချိန်မှာတော့စစ်ခွေးအလောင်းတလောင်းနဲ့ခရဲတွေတင်စီရရှိတယ်။စစ်ခွေးတွေဖန်လာတဲ့ပြည်သူနှအူကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်လို့ကမ္မတော်လည်းရဲ့တပောင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်။အစောပိုင်းကမှုများကိုကမ္မတပ်ပါစုကမကွေ PDF မြိုင်ပကဖပောက်ပကဖ ဒေသရင်းတပ်မစုများဖြစ်သည့်ပခုတ်ကူခရိုင်လူကဲတရင်ပခုတ်ကူခရိုင်စစ်ကြောင်းများနဲ့ပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလဘင်၊ဇာယီတမလအမေရိကန်၊မြင်းဆွေတမတ်တာယာမြင်းဆွေကဩစတြေးလျနိုင်ငံသားကိုဆွလွန်ပြီးနောက်မြန်မာနိုင်ငံသားမှတ်ပုံတင်အများအပြားကန်ဆောင်ထားဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇာယီတမလအမေရိကန်၊မြင်းဆွေတမတ်တာယာမြင်းဆွေဆိုသူက ဩစတြေးလျနိုင်ငံသားကိုဆွလွန်ပြီးနောက် မြန်မာနိုင်ငံသားမှတ်ပုံတင်အများအပြားကန်ဆောင်ထားကြောင်းမြစ်ဆွေမိသားစုနဲ့ရင်းနှီးကြံဝင်တဲ့သတင်းရှင်းမြစ်ကပြောဆိုပါတယ်ယာယီတမရအမိကံမြင့်ဆွေမတမီးခင်တထားဆွေနဲ့တားကြော်ဖုံးမြင့်တို့နှစ်ဦးရှိပြီးတမီးဖြစ်သူခင်တထားဆွေမတာယာမြင့်ဆွေနဲ့အိမ်အောင်ကြကြောင်းမူလကတာယာမြင့်ဆွေမဩစတြေးလျနိုင်ငံသားခံယူထားသူဖြစ်ပြီးမြင့်ဆွေဒုတိယတမရအဖြစ်တာဝန်ထမ်းဆောင်ရဲ့အတွက်တာယာမြင့်ဆွေကဩစတြေးလျနိုင်ငံသားကိုဆွလွန်ပြီးမြန်မာနိုင်ငံသားခံယူခဲ့ရကြောင်း မြန်မာနိုင်ငံသားခံယူပြီးနောက်တာယာမြင့်စွေမှာမှတ်ပုံလေးနှစ်ခုတက်မနေကန်ဆောင်ထားကြောင်းသိရပါတယ်။ဇာယီတမရအမေကန်မြင့်စွေဤတမတ်ကတာယာမြင့်စွေအမည်ဖြင့်စနစ်မြင့်ဆောင်တမနာနိုင်တာဝင်မျိုးနယ်မှာမှတ်ပုံလေးအမှတ်ကို၎င်းတာယာမြင့်စွေအမည်ဖြင့်စနစ်မြင့်ဆောင်ဘာဟာနာနိုင်ဗဟန်မျိုးနယ်မှာမှတ်ပုံလေးအမှတ်ကို၎င်းကန်ဆောင်ထားကြောင်းသိရပါတယ်။တာယာမြင့်စွေအမည်နဲ့မှတ်ပုံလေးတစ်ခုနောက်ပြီးတော့တာယာမြင့်စွေအမည်နဲ့ပင် နောက်ထပ်လက်မှတ်ပုံတွေနဲ့အများကြီးရှင်းနိုင်သေးတယ်။အဓိကကတော့ပို့ကြအတန်းဝိုင်းတွေကစီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေကိုဆောင်စားတဲ့အခါမှာနံမည်ကိုနည်းနည်းကွဲလဲအောင်လုပ်တာမှတ်ပုံတွေနံပါတ်ကိုပြောင်းပြစ်တာတွေလုပ်တယ်လို့ရှင်းပြပါတယ်။ဂျမနီယာယီတမနာအမေရိကန်မြင့်ဆွေဤမိမဖြစ်သူခင်တက်ထေကတမတ်တာယာမြင့်ဆွေကမန္တလေးမြို့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ရှိယာယီတမနာအမေရိကန်မြင့်ဆွေဤအမည်ပါမြေကွက်ကိုရောင်းစားသွားသည့်အတွက်အရေးယူမည်ဖြစ်ကြောင်းဂျမနီစစ်တပ်၏ဝါဒဖြန့်သတင်းစာများမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ကွယ်အမှတ်59ဦးပိုင်အမှတ်33အေရိယာ0ဒတမ33ညာနေကျဲဝင်းသည့်ရှားဤတမရအမြေကံမြင့်ဆွေအမြေပါအမြေကွက်ကိုတမတ်ဖြစ်သူတာယာမြင့်ဆွေက မြေကရန်တက်တန်းတို့ဆောင်ရွက်ပြီးရန်ကိုစလဲလွဲစာနဲ့ဆောင်ကုန်မြစ်ဆွေမိသားစုကပြည့်ရခဲ့ကြောင်းတို့ရမှာတမတ်ဖြစ်သူကကိုစလဲလွဲစာနဲ့ဆောင်ကုန်အသွုံပြု၍မြစ်ဆွေမိမခင်တက်ထင်းတားဖြစ်သူပေါ်ကြီးကျော်ဖုံးမြင့်ငိမ့်လို့မသိအောင်မြေကွက်ကိုကရန်တက်တန်းမတူပဲရောင်းချခဲ့ကြောင်းဒါကြောင့်တာယာမြစ်ဆွေနဲ့အပေါင်းပါများခုနှစ်ရက်အတွင်းလာရောက်ဖြစ်စဉ်ရန်မဖြစ်စင်းမဲ့ဆောင်သိန်းနေလျင်တည်ဆဲဥပဒေရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာထားပါသည် အနယ်ဒီအစိုးရကိုအာနာလွဲပြောင်းမဲ့2026ခုနှစ်မှာမြင်းဆွေကရန်ကုန်နှန်းဝင်ကြီးချုပ်ဖြစ်နေတဲ့အချိန်အာနာမလွဲခင်ကမှအခုတည်သွားတဲ့မြင်းဆွေနဲ့တမတ်တာယာမြင်းဆွေတို့ပေါင်းပြီးမြေခွက်တွေကိုသူတို့အမည်ဖောက်တဲ့တမတ်တာယာမြင်းဆွေအမည်နဲ့လွှဲခဲ့တဲ့မြေခွက်တွေအများကြီးပဲအခုမြင်းဆွေတွေမှာသူမိန်းမကမြေခွက်တွေကိုလိုချင်လို့အမှုခင်ဖြစ်ကြတာရန်ကုန်မန္တလေးအမြန်လန်းထိတ်က PT Power စီဆိုင်လေးဧကာကို လဲမြေအဖြစ်ကနေအခြားမြေအသုံးပြုခွင့်အမည်ပါပေးခဲ့တဲ့နောက်ပြီးအလုံးရန်ကုန်တိုင်းရုံးမြေကိုလည်းရောက်စားခဲ့တဲ့အနာမလွဲခင်ညာကတညာလုံးမအိမ်ဖဲမြေခွက်တွေကိုမြင့်ဆွေနဲ့တမတ်ကအမည်ဖော်ပြီးယူခဲ့ကြတာလို့ပြောဆိုပါတယ်။ယာယီတမရအမည်ကမြင့်ဆွေကယခုနှစ်အောက်တိုဘာ9ရက်နေ့မှာတည်ဆုံသွားခဲ့ခြင်းဖြစ်ပါတယ်ရှင်။ဆလဘင်းကဏီမြို့နယ်ထောက်ချံကုန်းကျေးရွာအနီးချင်းတွင်မြင့်စိတ်ကန်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြည်သူ၂ဦးသေဆုံးပြီး၁၄ဒဇင်မီလောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ်စကိုင်းတိုင်းကနေမျိုးနဲ့ထောက်ချံကုန်ကျင်းရွာအနီးချင်းတွင်းမြစ်စိတ်ကန်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ၂ဦးသေဆုံးပြီး၁၄တစီမီလပြတ်စီသွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ဇမနီဒီဇမလာ၄ရက်နေ့မွန်းလွဲ၂နာရီအချိန်စစ်တပ်ကကန်ဒီမြို့နယ်ထောက်ချံကုန်းကျေးရွာအနီးချင်းတွင်းမြစ်စိတ်ကန်းကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခတ်ခြင်းဖြစ်ပြီးဂျိုင်ရိုကော်ပတာ၂စီးတိုက်လေယာဉ်၂စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ တရအူးလေတဲ့ကနေတက်လာတဲ့တိုက်လေရဲ20နိမ့်နမခါကနေတက်လာတဲ့ဂျိုင်ရိုကော်ပလာ20နိမ့်ဘုံကျဲချတာပါသူတို့ဘုံကျဲချတာကမြို့နယ်စစ်စေးရိတ်ဂိတ်ကိုချတာနဲ့တူတယ်ချတဲ့တီနေရမှာပြီးချသွားတော့စိတ်ကမ်းမှာရက်ထားတဲ့မော်တော်ဆက်လေးတစ်စီးပေါ်ကြပြီးမိလောင်နေဆက်လေမောင်နှမအပါအဝင်ခီးတဲ့တွေတိစုံထိခိုက်တယ်လောလောဆယ်အလောင်းနှလောင်းနဲ့ဒရာရသူနှစ်ဦးလိုအတီးပြူလို့ရပါတယ်နောက်ထပ်တိစုံသူတွေလည်းရှိနေမှသေးတယ် မော်တော်ပေါ်ပါလာတဲ့သူတွေအကုန်လုံးလေရင်ထဲပုံကျတဲ့အချိန်မှာမြစ်ထဲခုန်ချကြတာဆိုတော့ပျောက်ဆုံးနေတဲ့သူလည်းရှိနိုင်သေးတယ်လို့ဒေသသတင်းရှင်မြစ်ကပြောဆိုပါတယ်ဒါအပြင်စတက်ကကဏီမြို့နယ်နဲ့ထိစပ်နေတဲ့ဘူးတလင်မြို့နယ်ကိုလည်းဒီဇင်ဘာလ3ရက်နေ့ညနေပိုင်းကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူများထိခိုက်ဒိဆုံမှုရှိခဲ့ကြောင်းသိရပါတယ်ရှင်။